လူမှုဆက်ဆံရေးဆိုတာဘာလဲအားလုံးပဲမင်္ဂလာပါလူမှုဆက်ဆံရေးဆိုတာလူသားတွေအားလုံးရှင်သန်ကြီးထွားဖို့စိတ်ဓာတ်ခွန်အားပြည့်ဝနေဖို့အတွက်အသက်ရှူရသလိုမျိုးမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်ဒါလူသူချင်းစီကနေစပြီးအချင်းချင်းစကားပြောဆိုတာအသွေးတွေဖလှယ်တာဝမ်းသာဝမ်းနဲ့ခံစားချက်တွေကိုမျှဝေတာလက်သွဲပြီးပူပေါင်းဆောင်ရွက်တာတွေရဲ့စုစည်းထားတဲ့ရလက်ကြီးပါပဲ စဉ်းစားကြည့်ပါဘယ်တတဝါမှတယောက်တည်းရေရှည်ရက်တည်နိုင်တာမရှိပါဘူးကျွန်တော်တို့လူသားမျိုးနွယ်အားလည်းမိသားစုမိတ်ဆွေလုပ်ငန်းခွင်အဖွဲ့အစည်းရက်ရွာနဲ့နိုင်ငံတကာအဆင့်ထိချိတ်ဆက်မှုကွန်ရက်ကြီးတွေနဲ့ရှက်နွယ်ပြီးနေထိုင်ကြရတာပါဒါကြောင့်လူမှုဆက်ဆံရေးကိုလွယ်လွယ်ကူကူအတိတ်ပဲဖွင့်ရရင်တော့ကိုယ်ပိုင်ဝန်ကျင်ကလူတွေနဲ့အကျိုးရှိတဲ့အတိတ်ပဲပြည့်ဝတဲ့အပြန်အလှန်တုံ့ပြန်မှုတွေလှုပ်ဆောင်ခြင်းလို့မှတ်ယူနိုင်ပါတယ်ဒီလိုဆက်ဆံရေးကောင်းတွေကပဲကျွန်တော်ရဲ့စိတ်ခံစားမှု အတွေးနဲ့လောက်ရက်တွေကိုပုံပေါ်ပေးနေတာကိုတတိပြုရပါမယ်။ဥပမာအနေနဲ့မေတ္တာစုကြားနှွေးထွေးမှုကကလေးသူကိုလုံခြုံမှု ပေးနိုင်တယ်လို့လုပ်ငန်းခွင်ထက်အခိုင်မာတဲ့ဆက်ဆံရေးကလည်းအဖွဲ့အစည်းရဲ့စွမ်းဆောင်ရည်ကိုတက်စီနိုင်ပါတယ်။ကြအပြင်လူမှုဆက်ဆံရေးဟာပုံစံအမျိုးမျိုးနဲ့လည်းတည်ရှိနေပါတယ်။ဥပမာမေတ္တာစုနဲ့မိတ်ဆွေတညေချင်းတွေလိုပုံကူရေးဆိုင်ရာဆက်ဆံရေးတွေဟာအပြန်အလှန်ချစ်ခင်မှုနဲ့စိတ်ကံစားမှုပေါ်အခြေခံပြီးနှွေးထွေးမှုကိုဦးစားပေးပါတယ် လုပ်ငန်းခွင်ထဲကဆက်ဆံရေးတွေကြတော့ကျွမ်းကျင်မှုဆိုင်ရာဆက်ဆံရေးလို့ခေါ်ပြီးရင်းမှန်းချက်တစ်ခုကိုအောင်မြအောင်လှုပ်ဆောင်ဖို့အတွက်ပူးပေါင်းဆောင်ရွက်မှုနဲ့စည်းမျဉ်းစည်းကမ်းတွေကိုပိုပြီးအာရုံစိုက်ရပါတယ်။ဒီလိုဆက်ဆံရေးပုံစံအမျိုးမျိုးကိုနားလည်ထားမှသာနေရာဒေတာနဲ့အခြေအနေအလိုက်ကိုယ့်ရဲ့အပြုတ်မှုနဲ့ဆက်သွယ်ဟန်တွေကိုလိုက်ရောညှိချွေပြောင်းလဲနိုင်မှာဖြစ်ပါတယ်။စိတ်ပညာအရလေ့လာကြည့်ရင်လေလူမှုဆက်ဆံရေးကလူသားတွေရဲ့မွေးရပါလိုအပ်ချက်ဖြစ်တယ်။ချစ်ချင်းမြတ်တာ ပိုင်းဆိုင်လူစိတ်နဲ့အတိမတ်ပြုတ်ခံလူစိတ်တွေကိုဖြစ်စီပေးနေတာပါ။ခိုင်မာတဲ့လူမှုကွန်ရက်မရှိဘူးဆိုရင်အထီးကျန်တာစိတ်တကြတာတွေလိုဆိုးကျိုးတွေရင်ဆိုင်ရနိုင်ပါတယ်။ဒါပေမဲ့အပြုတ်သဘောဆောင်တဲ့မိတ်ဆွေအပေါင်းအသင်းရှိသူတွေကတော့စိတ်ဖြစ်စီမှုကိုပိုခံနိုင်ရရှိပြီးကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်းဆိုင်နိုင်တယ်လို့သူတေသနာတွေကအတိအကျပြောပြနေပါတယ်။ကောင်းမွန်တဲ့လူမှုဆက်ဆံရေးတစ်ခုကိုတည်ဆောက်ဖို့အတွက်အဓိကတော့ချက်အရောပွင့်လင်းတဲ့ဆက်သွယ်ပြောဆိုမှုပါပဲ။ ကိုယ့်ရဲ့စိတ်ထဲကအသွေးနဲ့ခံစားချက်တွေကိုမဖုံးကွယ်ပဲယူသားစွာထုတ်ဖော်ပြောဆိုရပါမယ်။တစ်ဖက်လူရဲ့စကားကိုလည်းအာယုံစိုက်ပြီးနားထောင်ပေးရမယ်။နားလည်မှုလွဲတာပြေတနာတဲ့တာတွေပေါ်လာရင်တော့စိတ်ရှိတီးခံမှုနဲ့ဇာနာနားလည်မှုကိုအပြည့်အဝအသုံးချပြီးချင်းကပ်ဖြေရှင်းရပါမယ်။ဇာနာနားလည်မှုဆိုတာသူတစ်ပါးရဲ့အမြင်ဒါမှမဟုတ်ခံစားချက်ကိုကိုယ့်နေရာကနေဝင်ပြီးခံစားကြည့်ရှုပေးနိုင်တာကိုဆိုလိုပါတယ်။ ကြပြင်အချင်းချင်းနဲ့နှမိတ်သက်မဲ့ချင်းကိုလေးစားဖို့လည်းမမေ့သင့်ပါဘူးလူတိုင်းမှာကိုယ်ပိုင်ကံတာလူအပ်ချက်နဲ့ခံစားချက်တွေ ရှိကြတာမို့ဒီနယ်နှမိတ်တွေကို လေးစားမှသာဆက်ဆံရေးကရေရှည်မှခိုင်မာပြီးအဆင်ပြေနိုင်မှာဖြစ်ပါတယ်လူမှုဆက်ဆံရေးဟာတခါတည်ဆောက်ပြီးအဆုံးသက်လိုက်ရတဲ့အရာမဟုတ်ပဲနေ့စဉ်နဲ့အမျှဆက်လက်ရှင်သန်နေတဲ့အမြဲပြောင်းလဲနေတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်လူတိုင်းဟာကိုယ်ပိုင်ဝန်းကျင် အသက်အရွယ်နဲ့အတွေ့အကြုံတွေအလိုက်ဆက်ဆံရေးပုံစံတွေပြောင်းလဲသွားတတ်ပါတယ်။ဒီလိုဆက်ဆံရေးပုံစံကိုထိန်းသိမ်းဖို့ဆိုရင်လာယောညီထွေစွာပြုမှုတတ်ဖို့လိုအပ်ပါတယ်။တခါလေစိန်ခေါ်မှုတွေသဘောထားမတိုက်ဆိုင်မှုတွေစိတ်ပြက်စရာတွေလည်းကြုံရမှာပါ။ဒါပေမဲ့ဒီအခက်ခဲတွေဟာဆက်ဆံရေးကိုပိုပြီးနဲ့ရှိုင်းအောင်လှုပ်ဆောင်ပေးနိုင်မဲ့အခွင့်အရေးတွေဖြစ်လာနိုင်ပါတယ်။ ပဋိပက္ခတွေဖြစ်လာရင်ရှောင်ပြေးမဲ့အစားရင်ဆိုင်ပြီးအပေးယူညှိနှိုင်းမှုကိုလှုံ့ဆော်နိုင်စွမ်းရှိဖို့ဟာအရေးကြီးပါတယ်။အရေးကြီးဆုံးကတော့ဆက်ဆံရေးတဲ့အနူးနှစ်ဖက်စလုံးရဲ့လိုအပ်ချက်တွေကိုအတိအမှန်ပြုပေးဖို့လိုပါတယ်။အပြန်အလှန်ယုံကြည်မှုနဲ့ခွင့်လွှတ်နိုင်စွမ်းတွေကိုအသုံးပြုပြီးပြည့်လွနေပါဆက်ဆံရေးတွေကိုတောင်ပြန်လည်တည်ဆောက်နိုင်တယ်ဆိုတာကိုသိထားသင့်ပါတယ်။နောက်ဆုံးအနည်းချုပ်အနေနဲ့ပြောရရင်လူမှုဆက်ဆံရေးဟာဒုတိယအတွက်ပဲအကျိုးပြုတာမဟုတ်ပဲ။ လူဖွဲ့စည်းတစ်ခုလုံးဥပါတိုးတက်စီပါတယ်။ခိုင်မာတဲ့ရက်ရွာဆက်ဆံရေးတစ်ခုရှိရင်ရာဇဝတ်မှုတွေရော့ကျနိုင်တယ်။အရေးပေါ်အခြေအနေတွေမှာအချင်းချင်းကူညီမှုတွေမြင့်တင်ပေးနိုင်ပြီးစီးလုံးညီညွတ်မှုတွေလည်းဖြစ်ပေါ်စီပါတယ်။ဒါကြောင့်လူမှုဆက်ဆံရေးဆိုတာကျွန်တော်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာပျော်ရွှင်မှုအတွက်အရေးပါလာတဲ့ကွန်ရက်ကြီးတစ်ခုဖြစ်ပြီးဒါကိုအဆက်မပြတ်ပြုစုပြောင်းထောင်ပေးဖို့လိုအပ်ပါတယ်။ကျွန်တော်ရဲ့ဘဝရည်သွေးဟာ ကျွန်တော်တို့တည်ဆောက်ထားတဲ့ဆက်ဆံရေးတွေရဲ့အရေးသွေးပုံပါပဲ။ဒါရိုက်မီခိုနေပါတယ်လို့အခိုင်အမာပြောကြရင်နှိကုံချုပ်လိုက်ပါရခင်ဗျာ။ဒီနေ့အကြောင်းအရာလေးဟာနားစင်သူအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်နေ့တွေမှာလည်းဒီလိုအကြောင်းအရာတွေတင်ဆက်ဖို့အတွက်ပြန်လာခဲ့ပါမယ်။နားစင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။